ညအချိန်မတော်ဒီလိုကြောင်းရင်းကြောင့်ဘွားကိုနေစာရောက်သွားရတဲ့ခင်ပြုံမဒီစီစဉ်ရဲ့ပေကန်ရှင်မန်နန်းမေမော်မှာအားလုံးမင်္ဂလာပါရှင်ဒီနေ့တော့ကျမတို့ရဲ့ပေလီကနေပြီးတော့အားလုံးတွင်အင်မတန်မှစိတ်မကောင်းဖြစ်ရတဲ့ကြည်ကွင်းစရာတဲ့တူကိုမျှဝေပေးကြပါရီဒါကတော့ MRD ဖော်ရုပ်တန်လိုက်ရဲ့နမေကျော် ခင်ပြုံမဒီရုပ်တန်စီစဉ်ရဲ့ထုတ်လုပ်သူပရိုဂျူဆာတယောက်ဖြစ်တဲ့မန်နန်းမေမော်မောင်ခမမွေးမွေးတယောက်ကွင်လွန်သွားတဲ့တဲ့မဲဖြစ်ပါရီ မနဲ့မင်းမမောင်ဆိုတာနဲ့ခင်ပြုံမဒီစီစဉ်ကိုကြည့်ဖို့ကြားရတဲ့ပရိသတ်တွေအတွက်တော့စိမ့်သူတရားမဟုတ်ပါဘူးဒီစီစဉ်အောင်မြို့သမီးတွေအတွက်အကျိုးရှိစေမယ့်ဘုဒ္ဓတာများစွာကိုနှစ်ပေါင်းများစွာတင်ဆက်ပေးနိုင်ခဲ့ပြီးပရိသတ်အားပေးမှုခိုင်မာရရှိထားတာပါဒီလိုအာမီကြောကြားတဲ့စီစဉ်ကြည့်ရတဲ့နောက်ကွယ်ကအဓိကပိတ်ကန်ရှင်အားလုံးရဲ့ချစ်ခင်လေးစားမှုကိုရရှိထားသူကတော့မမမွေပါပဲဒီမှာကရေချင်းရှိသလိုရုံးရင်လည်းချုံမောလာပါပဲစိတ်ထားကောင်းမှုတို့တရားလောက်ပေါ်ကင်ဘက်တွေကြာမှာနမေကြီးသူတယောက်လေးဖြစ်ပါရည် ဒါပေမဲ့ကန်တရားကမျက်နှာသားမပေးခဲ့ပါဘူး။2025ခုနှစ်အောက်တိုဘာလရဲ့နေ့ညကသူ့ဘဝရဲ့နောက်ဆုံးညဖြစ်သွားနိုင်မယ်လို့ဘယ်သူမှထင်မှတ်ထားခဲ့မှာမဟုတ်ပါဘူး။အိညာကမန်နဲမေမော်မှာလုံကိစ္စတွေပြီးလို့သူ့ရဲ့ခင်မုန်းတဲ့နေတူအိမ်ပြန်လန်းကြီးမှရှိနေကြတာပါ။ရန်ကင်းမြို့နယ်ကဘာအီဖျားလမ်းမပေါ်မှာလမ်းဖြတ်ကူးနေစမှာပဲအရှိန်ပြင်းပြင်းနဲ့မစင်မကျင်မောင်းနေလာတဲ့ဤဝီကားတစ်စီးကအရှိန်ပြင်းစွာဝင်တိုက်ခဲ့တာကြောင့်အသက်ဆုံးရှုံးခဲ့တာဖြစ်ပါရဲ့။ ဒီပြေဆိုကြောင့်သူ့ရဲ့အနာဂတ်အိမ်မက်တွေသူ့ရဲ့ဘဝကြီးဟာတစ်ခဏအတွင်းမှာပဲရပ်တန့်သွားကြရတာပါဒီသတင်းကိုကြားသိရချိန်မှာပဲအမှုပညာတစ်ခုလုံးတုံလုံးခြောက်ခြားသွားကြရပါသည်သူ့ရဲ့လုပ်ဖို့ကံဘက်တွေနမိတ်ကြီးစီစဉ်တင်ဆက်သူတွေအမှုပညာရှင်များစွာတို့ဟာသူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာမယုံကြည်နိုင်စွာနဲ့ဝန်ထဲစကားတွေရေးသားခဲ့ကြသလိုမမွေ့မွေ့နဲ့ပတ်သက်တဲ့သူတို့ရဲ့အမှတ်တရတွေကိုလည်းပြန်လည်မျှဝေခဲ့ကြပါသည် ူချလူခင်ပေါ်များပြီးတော့ဘသူပေါ်မစိုးနှွေးထွေးစွာဆက်ဆံတတ်တဲ့သူတို့လူတယောက်ကိုဒီလိုရုတ်တရက်ကြီးဆုံးရှုံးလိုက်ရတဲ့အတွက်အားလုံးကနှမြတ်တသားပြီးကြရပါတယ်။ဒီဖြစ်အားရန်ကုန်မြို့ရဲ့ညဘက်လမ်းမရီဘော်ကအန်ဒီရဲ့ကိုမိမောင်းထုတ်ပြလိုက်သလိုပါပဲ။အခုနောက်ပိုင်းရန်ကုန်မြို့ကြီးမှာစီကဲမဲ့ရင်မောင်းတွေမူးယေရန်ကားပြီးအသေးစိတ်ကင်းမဲစွာမောင်းနေနေသူတွေပေါ်များလာတာဟာညဘက်အလုံးနောက်ကြတဲ့သူတွေလမ်းသွားလမ်းလာပြီးသူတွေအတွက်အသက်အန္တရာယ်ကိုကြီးကြေးချင်းချောင်းနေပါတယ်။ လူတယောက်ရဲ့တာဝန်ယူမှုပေါ်ဆမှုတွေတခုကြောင့်ဘလောက်တောင်မှတောက်ပါတဲ့အနာဂတ်တွေပျက်စီးသွားနိုင်လဲဆိုတာမန်နဲမေမောင်မောင်ရဲ့ဖြစ်ရပ်ကသက်သေပြနေပါရည်မမွေမွေရဲ့ဇာပနာခန္ဓာကိုယ်တော်ရေဝေးတုတ်တံမှာအော်တိုဘာလရဲ့နေ့မှာကျင်းပပြုလုပ်ခဲ့ပြီသူ့ကိုချီးကျင်ကြတဲ့မိသားစုဝင်တွေလှုပ်ဖို့ကင်ပယ်မိတ်ဆွေတွေများစွာတို့ကလာရောက်ပြီးနောက်ဆုံးခီးကိုပို့ဆောင်ခဲ့ကြတယ်လို့သိရပါရည်အသက်38နှစ်ရွယ်ကောင်မှအောင်မြင်မှုတွေများစွာကိုပိုင်ဆိုင်ထားပြီးဖြစ်တယ်လို့ ရှိဆက်ကြောက်လန့်ဖို့အိမ်မက်တွေအများကြီးနဲ့ပြင်းနေနေတဲ့အမျိုးသမီးကောင်းတယောက်ကိုဒီလိုချိန်မတိုင်ခင်မှာဆုံးရှုံးလိုက်ရတာဟာသူ့ရဲ့မိသားစုအတွက်သာမကမြန်မာမီဒီယာလောကအတွက်ပါကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။ဒီပြည့်စုံကိုသင်ခန်းစာယူပြီးတော့ရင်းစည်းကန်လန်းစည်းကန်းတွေကိုလိုက်နာကြဖို့နဲ့အချင်းချင်းပေါ်မှာတာဝန်ယူစိတ်အသည့်တရားရှိကြဖို့ကျမတို့အားလုံးမှာတာဝန်ရှိပါတယ်။မမွေမွေတရားကောင်းမွန်ရာဘုံဘွားမှာအေးချမ်းစွာနိုင်ယူနိုင်ပါစေလို့ဆုတောင်းမေတ္တာပို့သရင် ကြည့်ရှုနေတဲ့ပရိသတ်တွေလည်းရန်ကုန်မြို့ကရန်ခါစွာကာမောင်းကြတဲ့အပေါ်မှာမိမိတို့ရဲ့အမြင်လေးကိုလည်းပြောသွားပေးခဲ့ပါအောင်ရှင်။